ကဲအားလုံးပဲမင်္ဂလာပါမင်္ဂလာပါမနေ့ကတော့ဒါကျွန်တော်ကအဲဗီဒီယိုတော့ရိုက်မတင်ဘေးကေဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ရဲ့ဒါ BMI package ညီကိုရီကတော့ကျွန်တော်တို့နိုင်ငံပွဲနောက်ဆုံးပိတ်အိမ်နဲ့လွယ်၃ပွဲလုံးအောင်းဝင်ခဲ့တယ်တနေ့ကကျွန်တော်ဆလိုဗကီးယားဘော်ဒီရွေးချယ်ပေးခဲ့တယ်တူးစီးဆိုပြီးရလက်လေးနဲ့အနိုင်အချီသွားတယ်ဖီနီကိုရီးယားတော့မနေ့ကတော့ကျွန်တော်တို့တပွဲနိုင်တပွဲတက်ကြီးကြာသွားတယ်ဗောနော်အဲ့တော့အဲ့ဒီပွဲလေးတွေက ဘာပွဲလေးတွေဖြစ်မလဲအရင်ဦးဆုံးကျွန်တော်ပြောပြမယ်မနေ့ကဗီယက်ပက်ကင်းညီကိုရီဆိုကျွန်တော်အီတလီကိုရောက်ရွေးချယ်ပေးခဲ့တယ်၃လုံးအနုတ်80 3-0ဆိုပြီးရလဲနေပြီးဆုံးသွားတယ်ပြောစာဗီယာဘော်ဒီရွေးချယ်ပေးခဲ့တယ်အဲ1 3ဆိုပြီးရလနဲ့ကျွန်တော်တို့50စားစားရမယ်ပြီးတော့အိုင်ယာလန်ဂိုးအောင်ကျွန်တော်1 3ဆိုပြီးရလနဲ့ပြီးဆုံးသွားတယ်အဲ့တော့မနေ့က VIP package ဝယ်ထားတဲ့ညီကိုတွေကတော့ဒါ ဒီနိုင်ငံပွဲနောက်ဆုံးပွဲအိတ်နဲ့လွယ်ခဲ့တဲ့အောင်းဝင်းဆိုပြီးရလလင်းနဲ့ကျွန်တော်တို့တွေတင်းသွားခဲ့တယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်ဖီညီကိုရီးယားတော့မနေ့ကအဲကျွန်တော်ရွေးချယ်ပေးတာတော့တူရကီဘော်ရီကတော့ကျွန်တော်ပြပြဝစားရတယ် sorry အာရီဗျဘော်ရီမှာ sorry အာရီဗျကျွန်တော်ရွေးချယ်ပေးခဲ့တယ်အဲ့တော့မနေ့ကဖီညီကိုရီတွက်ကတော့ဒါအကောက်ရှုံးလေးတော့ဖြစ်သွားမယ် brother တို့ကျွန်တော်ကြောင့်အစင်မပြေဖြစ်သွားရင်လာပြောလို့ရတယ်နော်ဒီ TikTok comment တွေမှာပြီးတော့ဒီကျွန်တော်တို့ YouTube comment တွေမှာလာပြောလို့ရတယ်နော် အဆင်မပြေခဲ့ဘူးဆိုကျွန်တော်ရွေးချယ်မှုမှာ brother တို့အတွက်လုံးဝကို အကျိုးမဖြစ်ခဲ့ဘူးကွာမင်းရွေးချယ်ပြီးတာကအများနဲ့မှားနေတယ်လို့ထင်တယ်ဆိုကျွန်တော်ကွန်မန့်မှာလာရွေးချယ်ပြီးလို့ရတွေ့တဲ့နေရာမှာကျွန်တော်ပါခေါ်ရလို့ရမင်းရွေးချယ်မှုနဲ့ပတ်သက်လို့ငါတို့ကတော့မိုင်းတယ်ကွာစီးပွားပြုတ်တယ်ကွာဆိုင်ငယ်ပြုတ်တယ်ကွာစပိန်ပြုတ်တယ်ကွာဆိုပြောတဲ့ညီဝေရှိလာရိုက်လို့ရဘာဖြစ်လို့ကျွန်တော်အဲ့လောက်ထိကျွန်တော်ပြောလဲကျွန်တော်တို့ဒီဟိုးအရင် ကျွန်တော်တို့ဒီ09420အဲ့ဒီဖုန်းနံပါတ်အဲ့ဒီစင်ကတ်ဒီမပေါ်ခင်တည်းကဒီဘော်လုံးဆိုတဲ့အရာကြီးကိုကျွန်တော်တို့တွေအလုတ်လုတ်လာခဲ့တာအင်တာနက်ညနေဆိုအင်တာနက်ဆိုင်ကိုပြေးအင်တာနက်ပေါက်ကြီးကိုယူပြီးဒိုင်းကိုပြန်ပေးပြီးဒိုင်းကနေပြီးတော့ဒါမိတုဆန်ချေးပြက်ဝင်ပြီးတော့ဟိုဘက်ရောက်ကသွားပေးလိုက်ဒီဘက်ရောက်ကသွားပေးလိုက်7နှစ်စီးနေကျွန်တော်တို့အဲ့ဒီအရွယ်ကျွန်တော်စဲကြော်သက်အရွယ်တွေကကျွန်တော်တို့ဒီဘော်လုံးပွဲနဲ့ပတ်သက်ပြီးအလုတ်လုတ်လာတာပြီးတော့နောက်တစ်ခုကျွန်တော်ကဗီဒီယိုမှာကျွန်တော်တင်ထားပါအလောင်းစားလုတ်တာ အမြဲတမ်းပါနှက်ကမယ်နိုင်လူစိတ်ကိုနိုင်လူစိတ်ကိုကျွန်တော်တို့ထားတယ်ဒါပေမဲ့ကျွန်တော်တို့ပါနှက်တက်ကမယ်အနိုင်ပိုင်းတက်ကကျွန်တော်ဆိုရင်အခုဖဲရိုက်လေးပါတာကြက်တိုက်လေးပါတာဘောလုံးပွဲနောက်ပိတ်ဆုံးရက်ွက်တွေကဘင်ကိုဗီလေးရအကုန်ကျွန်တော်ပါတယ်ဒါပေမဲ့အနိုင်ပိုင်းတက်အောင်ပဲကျွန်တော်စော့တယ် နာမည်ဒီကျွန်တော်ဘယ်နေရာချင်းကြီးလိုက်ကျွန်တော်ထိတ်ဆုံးရပါတယ်ဗျာဒါပေမဲ့ကျွန်တော်ကျွမ်းကျင်လားဆိုတော့ကျန်ကျွန်တော်ဘောလုံးကလွယ်လို့ကျန်တဲ့ဒီလောင်းစားကျွန်တော်တခုမှမကျွမ်းကျင်ဒါပေမဲ့ဒါပေမဲ့ကျွန်တော် ပါနဲ့အောင်စောတယ်ကျွမ်းညင်မှုပဲလိုတယ်အထူပါနှစ်ဖို့ပဲလိုတယ်ဗျအဓိကလောင်းစားအထူပါနှစ်ဖို့ပဲလိုတယ်အနိုင်ပန်းနှစ်ဖို့ပဲလိုတယ်တချို့ညီကိုတွေကြတော့အနိုင်မပိုင်းတတော်ကိုယ့်အိမ်ထဲကပြန်ပါသွားတယ်ကြုံရတယ်ဟုတ်ပြီနော်အဲ့တော့နောက်တစ်ခုကကြတော့ဘုံနောက်ပိုင်းဆိုရင်ဒါတစ်စတာတွေအများကြီးပဲ main လေးတစ်စတာပဲဖြစ်ဖြစ်ယောက်ျားလေးတစ်စတာပဲဖြစ်ဖြစ်အဲ့တော့အများကြီးပဲအဲ့ဒီထဲမှာမှညီကိုတို့ကအဓိကရဲ့တာမညာရဲ့ခွဲခြားတတ်ဖို့ပဲလိုတယ်ကို့အတွက်ဘယ်တစ်စတာ ဘယ်သူကအကျိုးပြုနေလဲဆိုတာခွဲခြားတတ်ဖို့ပဲလိုတယ်။နောက်ပိတ်ဆုံးကျွန်တော်ကုံကုံပြပြလိုက်မယ်။ဒီ website ဒီမှာကြီးညာနေတဲ့ website ကြောင့်ပြောပြပေးနေတဲ့လူအကုန်လုံးလေကျွန်တော်တို့တွေကိုယ်တိုင်သင်မိခဲ့အာဆင်နယ်ဆိုတာဘာသင်းမန်ချက်စတာဆိုတာဘာသင်းချယ်ဆီဆိုတာဘာသင်းဘလို့ဘလို့ကြေးပေါ့ရင်ဘလို့ဘလို့ရှိတယ်ဆိုတာကျွန်တော်တို့ကိုယ်တိုင်သင်မိခဲ့တာအဲ့တော့အကဲတချို့လူတွေကမင်းတို့ကသင်မိခဲ့မင်းတို့ကဘာဖြစ်လို့မထုံးပေါက်လဲမပေါက်ရောလဲကျွန်တော်တို့ကိုယ်တိုင်ကကိုယ့်ကိုယ်ကိုအထင်ကြီးတဲ့စိတ်ရှိတယ် မကြိုးစားခဲ့လို့လုပ်ငန်းနဲ့ဒီ၃နှစ်ဆိုတဲ့အချိန်ကာလတခုမှမကြိုးစားခဲ့လို့အခု ကျွန်တော်အတစ်ကနေပြန်ပြီးစနေရတာတစ်ကနေပြန်ပြီးစနေရတချို့လူတွေဒါကိုသိမေးခဲ့တဲ့လူတွေအစင်ပြေသွားတာတွေမြင်ရတယ်အောင်မြင်သွားတာမြင်ရတယ်ဒါပေမဲ့ကျွန်တော်အောက်ဖဲတော့လှန်လာတော့မဟုတ်ဘူးလူပြောမယ်ထိုးသားညီကူတွေ အထူပါကိုနားလဲဖို့အခုနောက်ပိုင်းဆိုကျွန်တော်ချက် GDP တို့ Jeremy တို့ဒီလိုနေရာမျိုးကနေဘောပွဲတပွဲကို analyze လုပ်ပြီးဒီလိုကြီးကြည့်ပြောတာရတော့ဗျာလူတိုင်းလောက်တက်တယ်လူတိုင်းပြောတက်တယ်ဟာကြီးနောက်ပိုင်းဆိုကျွန်တော်တို့ 1H2 mount တွေလိုချင်လားဘယ်တစ္တာမှအာမုံနဲ့ software တွေအများကြီးပဲကျွန်တော်ချပေးလို့ရတယ်ကျွန်တော်ပြီ personal မှာလာတောင်းလိုက် why do mount ပွဲဥပမာအပြင် man city နဲ့ salut city တွေ့ဘယ်သူနိုင်မလဲဆို man city နိုင်မှာလူတိုင်းသိတယ်အဲ့ဒါရော 1H mount တွေထဲတော့ ဘရာသာတို့ဇနေတာပေါ့ဟုတ်လားကျွန်တော်ပြောတာအဲ့တော့ဟိုဘယ်လိုပြောမလဲအညာမခံနဲ့အလိမ်မခံနဲ့ကိုယ့်ကိုစဉ်းစားဆုံးဖြတ်ကိုယ့်မှာကိုယ်ပိုင်အုံနောက်ရှိတယ်ကိုယ်ပိုင်အတွေးကော်ရှိတယ်ဒီတစ္တာကဘယ်လိုအရာမျိုးကငါ့အတွက်အကျိုးပြုလဲဒီတစ္တာကဘယ်လိုအရာမျိုးကငါ့အတွက်အကျိုးပြုလဲဆိုတော့ကိုယ့်ဘဝဝေဖန်သုံးသက်ပြီးတော့အားပေးအဓိကတာမညာခွဲခြားတဲ့ပုံပဲကျွန်တော်ကအကြံပေးချင်တာဟုတ်ပြီအဲ့တော့ ဒီနေ့အကြောင်းလေးပေါ့နော်ဒီနေ့အကြောင်းလေးကတော့ကျွန်တော်ဘာဟုပြောပြမှာလဲအဓိကပြောချင်တာကကျွန်တော်အမေးများတယ်အကိုရေကျွန်တော်မောင်းတွဲနီးလေးပြောပြပါလားဆိုတော့မောင်းတွဲနီးကတော့ကန်နဲ့ဆိုင်နဲ့ညံနဲ့ဆိုင်နဲ့ဒါပေမဲ့ကျွန်တော်ကတော့တင်ချာနီးတိုင်းမဲ့သွားတာ သင်္ချာနီးဆိုကျွန်တော်ကတော့ဒီဘာပဲလှုပ်လှုပ်သင်္ချာနီးနဲ့ပဲကျွန်တော်တွေးတာသင်္ချာနီးနဲ့ပဲကျွန်တော်လှုပ်တာဖြစ်လို့ကြောင့်မို့ကျွန်တော်ကတော့ကျွန်တော်အယူဆလေးကိုကျွန်တော်ပြောပြမယ်ဒါလက်ခံနိုင်တဲ့ browser တွေလည်းလက်ခံကောင်းလက်ခံနိုင်လိမ့်မယ်လက်မခံနိုင်တဲ့ browser တွေလည်းဒါလက်မခံနိုင်ဟုတ်ပြီနော်အဲ့တော့မင်းကအဲဘာဖြစ်လို့ဒီဗီဒီယိုပြောလဲမင်းကဘာဖြစ်လို့ဟိုမှာမပြောလဲကျွန်တော်ဆိုရင်လည်းကျွန်တော်လက်ခံနိုင်တဲ့အတိုင်းဒါကိန်းကနန်းတစ်ခုဘောလုံးပွဲစဉ်ကိန်းကနန်းတစ်ခုရပြီဆိုရင်ကျွန်တော်မောင်းတွဲပြီအခုဒီဆယ်လပိုင်းမှာဆိုကျွန်တော်မောင်းတွဲပြီတာ ဲ10လမှာ15ရက်နေ့မှာဆို3ကြိမ်ကျွန်တော်တို့ပေါက်တယ်အလွတ်တွေပေါက်တာเนาะ brother အလွတ်အလွတ်ပေါက်တာဒါကျွန်တော် 1H2 မောင်းနေကျွန်တော်တွဲပြီးမှာမဟုတ်ဘူးအဲ့တော့အလွတ်ပေါက်တာအဲ့တော့ကျွန်တော်ဘယ်လိုမျိုးတွဲပြီးလဲဟုတ်ပြီအဲ့တော့စလိုက်အောင်အဲ့တော့ကျွန်တော်တို့တွေမောင်းတွဲတော့မယ်ဆိုကျွန်တော်တို့တောက်ကြာတောက်ကြနေရပွဲနေတယ်ဒါမှတခြားဒီဘွန်နလီကာ2တို့တခြားပွဲစဉ်တွေရှိရဆိုတော့ဒါတွဲလို့ရဘယ်လိုပဲဖြစ်တောက်ကြစနေတနင်္ဂနွေကျွန်တော်ပွဲများတယ်ပွဲများတဲ့အတွက် brother တို့တွေက ကြည့်လိုက်တာနဲ့ဗျာအာယုံနောက်เสียကျွန်တော်တို့ဆိုရင်ဒါဟို BMB ပွဲတွေပေးရတယ်ဗျာတပွဲကောင်းတွေပေးရတယ်တခါလေးဆိုနိုင်ပေးတွေပေးရတယ်တခါလေးဆိုတလသမားတွေတရားစီသမားတွေအဲ့လိုပေးရကျွန်တော်တို့ဆိုပိုတော့ခေါင်းနောက်ဒါပေမဲ့ဒီမောင်းတော့ကိုကျွန်တော်တို့ကမောင်းလဲပေါက်ရမယ်ဗျာဥမာအပြစ်ဒီတောက်ကြစနေတငွေမှာဆို BMB က3ပွဲ Free ညီကိုရီက2ပွဲ2ပွဲဒီမောင်းတွဲက4ပွဲဆိုကျွန်တော်ပွဲပဲရွေးချယ်ရအားလုံးမ10ပွဲကျော်အဲ့10ပွဲလုံးမှန်မှာ ကျွန်တော်လည်းအဆင်ပြေမှာကျွန်တော်လည်းနာမည်ရမှာလေအဲ့တော့ကျွန်တော်ကိုအားကိုးပြီးတော့ဆော့တဲ့ညီကိုတွေလည်းရှိတယ်ကျွန်တော်ရဲ့ YouTube video TikTok video ကြည့်ပြီးတော့ဆော့တဲ့ညီကိုတွေလည်းရှိတယ်အဲ့တော့ကိုကပေါ်ပြက်ပြက်လှုပ်လိုက်ရင်ကျွန်တော်သူတို့ကိုကြောင့်သူတို့တွေလည်းဒါတချို့အရာလေးတွေစုံယုံသွားမှာဆိုလို့တော့ကျွန်တော်ဆိုအမြဲတမ်းကျွန်တော်ကြိုးစားတာဟုတ်ပြီနော်အဲ့တော့ကျွန်တော်မောင်းတဲ့ဘလို့တွဲလဲဘလို့ကျွန်တော်တွေးခေါ်တယ်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်ကမောင်းတဲ့တွဲပြီဆိုပထမဆုံးကျွန်တော်အထက်သင်းနှစ်သင်းကျွန်တော်ထုတ်လိုက်တယ် အထက်သင်းနှစ်သင်းပေါ့နော်အဲ့တော့အထက်သင်းနှစ်သင်းဆိုတာကျေးပေးအသင်းနှစ်သင်းကိုအရင်ထုတ်လိုက်တယ်ပြီးတော့ဂိုးပေါ်နှစ်သင်းကိုကျွန်တော်အရင်ထုတ်တယ်ပြီးတော့ဂိုးအောင်နှစ်သင်းအရင်ထုတ်တယ်ပြီးတော့ကျွန်တော်တို့ဒါအောက်ကျင်းနှစ်သင်းထုတ်တယ်အားလုံးပေါင်းကြာဆိုကျွန်တော်တို့အားလုံးပေါင်း၈သင်းဖြစ်သွားတယ်အဲ့လို၈သင်းကိုမှနောက်ထပ်ကျွန်တော်တို့အထက်ကြီးတစ်ပွဲထပ်ထုတ်တယ်ဂိုးအောက်တစ်သင်းထုတ်တယ်ဂိုးပေါ်တစ်သင်းထုတ်တယ်အောက်ကျင်းတစ်သင်းထုတ်တယ်အဲ့လိုမျိုးကျွန်တော်တို့ထုတ်မှ ဘရာသားတို့တွေအဆင်ပြေမှာနော်မောင်းစောတာအရှုံးနှဲလိမ့်မယ်လို့ကျွန်တော်တို့ထင်တယ်။ဘာဖြစ်လို့လဲဆိုတော့ဒီကျွန်တော်တို့လိတခုတည်းမှာနေမယ်။ဥပမာပေါ့အင်္ဂလန်ပရီးမီးယားလိမ့်မှာပဲကျွန်တော်ဒီမောင်းကအထက်ကြီးပဲအောင်နေလို့တော့အဆင်မပြေဘူး။ဥပမာကျွန်တော်အသင်းကြီးတွေအာဆင်နယ်လီဗာပူးမန်စီးတီးဒီ၃သင်းလုံးအောင်နေလို့ ਆ လဲအဆင်မပြေဘူး။ ဟုတ်တော့နော်ပြီးတော့ကျွန်တော်ဒီစပိန်လာလီဂါမှာလည်းအဲ့တိုင်းပဲဟိုအောက်ကြီးပဲအောင်ဖို့အဆင်မပြေဘူးဂိုးကြီးပဲအမြဲအောင်နေတာမဟုတ်ဘူးဂိုးကြီးလည်းအမြဲပေါ်နေတာမဟုတ်ဘူးအဲ့ဒီတော့ကိုကဘာလုပ်ရမလဲဆိုတော့ကိုရဲ့ကိုပိုင်ယူဆချက်ကျွန်တော်ဆိုလိုက်တာကျွန်တော်အမြင်ကျွန်တော်အမြဲတွဲပြီးနေတယ်မောင်တွဲဘလို့တွဲလဲအထက်သင်းတစ်သင်းထုတ်တယ်အထက်ကြီးပေါ့နော်အထက်ကြီးတစ်သင်းထုတ်တယ် အောက်ကြီးဒသင်းထုတ်တယ်ဂိုးဘော်ဒသင်းထုတ်တယ်ဂိုးအောက်ဒသင်းထုတ်တယ်ထပ်ပြီးတော့မှကိုထုတ်ကျင်တယ်ဆိုအထက်ကြီးအားဝါးနာအရန်ကြီးတယ်ဆိုအထက်ကြီးကိုနောက်ဒသင်းထုတ်အားလုံးပေါင်း၅ဘူးတော်ပြီးအဲ့လောက်ပဲကျွန်တော်ဆိုအဲ့လောက်ပဲဆော့တာအဲ့တော့ကျွန်တော်ကမောင်းကတော့ဟိုဘယ်လိုပြောမလဲဟိုရင်းရတာတော့အရင်နဲ့တဲ့အမျက်များတယ်ဒါပေမဲ့ဒီကိုဆော့တဲ့အသင်းတိုင်း အစဉ်ပြေမှမောင်းပေါက်မှဆိုတော့ဒါကကျွန်တော်တို့ဒိုင်တွေကကျွန်တော်တို့ထိုးသားတွေကိုဒါမက်လုံးပေးတဲ့ဟာမို့လို့ကျွန်တော်ကအရင်ကျွန်တော်မပြောတာကျွန်တော်ကိုယ်တိုင်လည်းပါလေးဒီမောင်းစော့တာအရင်ဝါနာပါတဲ့အထဲမှာတော့မပါဘူးဒါပေမဲ့တခါတည်းရန်ဆိုရင်တော့အဲကျွန်တော်စော့တယ်ဒါပေမဲ့ကျွန်တော်ဒီဖီးညီကိုပြန်ညီကိုတွေကတော့ကျွန်တော်ရွေးပေးတဲ့မောင်းတွဲကတော့ကျွန်တော်အဲ့လိုပဲရွေးချက်ပေးတာပဲဖြစ်တယ်အဲ့တော့ညီကိုတို့သိရမှာကမောင်းတွဲစော့မယ်ဆိုရင်ကျွန်တော်ကကပြောသလိုပဲအထက်သင်းတစ်သင်း ်အောက်သင်းတစ်သင်းဂိုးဘော့တစ်သင်းဂိုးအောက်တစ်သင်းအဲ့တိုင်းလေး brother တို့တွေးပြီးတော့ထုတ်ကြည့်ပါ brother တို့အဆင်ပြေလိမ့်မယ်အဆင်မပြေဘူးဆိုရင်တော့မှကျွန်တော်လာပြောလို့ရတယ်ကျွန်တော်ဘာကြောင့်မှားနေတာလဲကျွန်တော်ပြောတာမှားနေလို့လား brother တို့တွေးခုမှုမှားနေလို့လားအဲ့ဒါကိုကျွန်တော်ပြန်ပြီးချင့်ကျင်ပြီးတော့ကျွန်တော်တို့ဒါအတူတူပြန် fight ရမှာပဲဟုတ်တယ်เนาะအဲ့တော့ brother တို့ဒီအဲကျွန်တော်ခုနပြောတဲ့ဒါနီလန်လေးတေကြလေး ဒါလောက်ကြည့်ပါကျွန်တော်တို့ဒါမပြင်းပါနဲ့ brother တို့ပြင်းနေတော့ပတ်စံရမှာမဟုတ်လေကျွန်တော်တို့ပတ်စံရဖို့အတွက်ကျွန်တော်တို့အလောက်တောင်လောက်ခဲ့ပြီးပြီပဲဗျာဒီဒီဘောလုံးပွဲနဲ့လည်းပတ်သက်ပြီးကျွန်တော်မောင်းပေါက်ချင်နေဆိုတော့ကျွန်တော်ခုနပြောတဲ့ဟာလေးတွေတော့အတက်နိုင်ဆုံးအဲရွေးထုတ်တာလေးကတော့မပြင်းနဲ့ဗောနော်မပြင်းနဲ့လောဘမကြီးနဲ့တက်နိုင်တဲ့လောက်လေးဥမာ9000ဆိုလဲ9000 1000ဆိုလဲ1000အဲဆော့ဖို့ကျွန်တော်အနေနဲ့ အကျံပေးနေတာပေါ့နော်ဟုတ်ပြီအဲ့တော့ဒါကျွန်တော်ရဲ့ဒါမောင်တွင်းကြီးကတော့အဲခုနကကျွန်တော်ပြောသလိုပဲပေါ့နော်အဲအထက်ကြီးအောက်ကြီးဂိုးပေါ့ဂိုးပေါ့အဲ့ဒီ၄သိန်းကိုမျှအောင်ကြွယ် brother တော့မောင်မပေါ့ဘူးဆိုရင်နော်ကျွန်တော်အဲ့ဒါအဲ့ဒါတခုပဲကျွန်တော်ပြောချင်တာဟုတ်ပြီနောက်ထပ်ကြီးညာစရာတခုရှိတယ်အဲ့တော့အခုချေရစပြီးတော့ကျွန်တော် BMW package ညီကိုတွေအဲမမ္မာပွဲတွေကိုကျွန်တော်အခကြီးငွေလုံးဝမယူတော့ပါဘူးဒီကျွန်တော်ဒီမတရားစီ ျွန်တော်ဒီမှာတရားစီစာဝင်နှားတဲ့ညီကိုတွေလအပြက်ညီကိုတွေကတော့ကျွန်တော်ပုံမှန်တိုင်းကျွန်တော်ပို့ပေးမယ်အခုနောက်ပိုင်းဝင်နေတာ BMB မမပွဲကိုလိုချင်တဲ့ညီကိုတွေကတော့ကျွန်တော်ခချင်းငွေမယူတော့ပါဘူးကျွန်တော်ဒီမှာလာရောက်အောက်ဖွင့်ကစားယူနေတဲ့ BMB မမပွဲများတရားတည်စားလို့ free ရရှိမှာပဲဖြစ်တဲ့ ပုံမှန်အားဖြင့်တော့ဒီနေ့ကိုကျွန်တော်ကဗျမ်းမီမမညီကိုတွေအတွက်အွန်လိုင်းပွဲရောပွဲကြီးရောပွဲလေးရောကျွန်တော်က၃ပွဲ၃ပွဲရွေးချယ်ပေးတယ် free ညီကိုတွေကတော့ပုံမှန်တိုင်းတစ်ပွဲနှစ်ပွဲလေးပေါ့နော်ဒါကရွေးချယ်ပေးနေကြဗျမ်းမီပက်ကင်ညီကိုတွေကတော့အခကြီးငွေကျွန်တော်လုံးဝအယူတော့ပါဘူးယူရတဲ့ညီကိုတွေအားလုံးကလည်းဒီနေရာနေပြီးကျွန်တော်လက်စတွေအကုန်တက်ပြီးသွားရင်ကျွန်တော်မယူတော့ဘူးဆိုတဲ့အကြောင်းကိုကြီးညာခြင်းနဲ့ကျွန်တော်စီမှာစော့ကစားယုံနေတဲ့ brother တို့ ဗျာမီမာဘောများရရှိမှာပဲဖြစ်တယ်အဲ့တော့မင်းကဒိုင်လားလို့မင်းကျွန်တော်ဒိုင်မဟုတ်ဘူးဘရာသာတို့ပဲကျွန်တော်ကကုမ္ပဏီကကြော်ညာပေးလို့ကျွန်တော်ကြော်ညာပေးနေတာကျွန်တော်ဖော့တဲ့ပွဲကျွန်တော်နိုင်ဘရာသာတို့နိုင်မယ်ကုမ္ပဏီကယော်ရတာကျွန်တော်ယော်ရတာမဟုတ်ဘူးအဲ့တော့ကျွန်တော်ကတော့ဒါကဘရာသာတို့နိုင်အောင်ပဲကျွန်တော်လှုပ်ပေးမှာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရဲ့ဒါကျွန်တော်ရှောက်နေတဲ့လမ်းဒီဒီဘောလုံးပွဲနဲ့ပတ်သက်ပြီးဒီဒစ်စတာလန်ပွဲမှန်မှာကျွန်တော်အားပေးမှာလေကျွန်တော်ပွဲမှန်ဘယ်သူကအားပေးမှာလေအဲ့အတွက်ကြောင့်မလို့ ျွန်တော်ကတော့ပွဲမှန်အောင်ပဲရွေးချယ်ပြီးမှဖြစ်တဲ့အတွက်ကြောင့် brother တို့လက်ကြီးလက်သေးကျွန်တော်နဲ့အတူတူလက်တွဲခြင်းနဲ့နားမလဲတာရှိရင်လေဒါ brother ရေကျွန်တော်တို့နားမလဲဘူးဒီလောကအခုမှရောက်လာကျွန်တော်သင်ပေးပါအောင်ဆိုရဲညီကိုများလဲလာခဲ့ပါဝက်ကန်ကျွန်တော်တို့အမြဲတမ်းဖိတ်ကိုနေတဲ့အဲ့တော့လက်ကြီးလက်သေးမြေဒါစော့ကစားယုံနေတဲ့ကျွန်တော်ကတော့ VIP မှာတရားတည်စားလို့ free ရရှိမိဖြစ်တဲ့ဆိုတဲ့အကြောင်းကိုဒီနေ့ကနေကျွန်တော်ပြောခြင်းနဲ့ပြီးတော့ထိုင်းရောက်နေတဲ့ညီကိုများ ိုင်းပန်အကောက်ရှိုံနဲ့စော့ကစားလို့ရတယ်ဆိုတဲ့ကြောင်းကိုဒီနေရာကနေပြောခြင်းနဲ့ပြောလေကျွန်တော်ဒီမှာ VIP package ဝယ်ထားညီကိုရှိတယ်မြန်မာနိုင်ငံကိုရီးယားထိုင်းဂျပန်ဒါမလေးအဲ့အညီကိုတွေအားလုံးလည်းဒီနေ့ကျေးဇူးတင်တဲ့အဲ့တော့ကျွန်တော်စီမှာတော့လပြက်မှန်မာရရှိတယ်ဒီ တရားစီတာလုံးမှန်မှရှိတယ်ပုံမှန်တိုင်းတော့ကျွန်တော်ရွေးချယ်ပေးမယ်နောက်ထပ်ဒါမှန်မှတွေကျွန်တော်အစ်စ်လုံးဝမခေါ်တော့ပါဘူးအကောက်ဖွင့်ကစားရုံနဲ့တည်းမယ်ဗျံမီမှန်မှပွဲများနေ့တိုင်းရရှိမယ်ဆိုတော့ကြောင်းနေ့ပြောကြရင်းနဲ့ပဲ DB လေးကိုကျွန်တော်ဒီနေရာမှာပဲအဆုံးသတ်ချင်ပါတယ်အဆုံးထိကြည့်ရှုပေးညီကိုတယောက်စီတိုင်းလဲကျမ်းမှချမ်းသာကြပါကျမ်းမှချမ်းသာကြပါเนาะအားလုံးပဲ good luck ပါ good luck ပါ